်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ရပကတိုင်းမူဖြစ်တာရက်တရာမပြည့်သေးတဲ့ဘိုးချုပ်နိုင်စောဦးကိုငွေကျပ်သိန်းပေါင်းထောင်ချီလက်စားမှုနဲ့အော်တိုဘားလ20ရက်နေ့ကစစ်ကောင်စီကဖမ်းဆီးပြီးအာဂရီပုံမနဲ့စစ်ဆေးနေရလို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျာ။ တရားမဝင်ကုန်စည်တွေကိုငွေကြေးသိမ်းပေါင်းထောင်ချီရယူကလွှတ်ပေးခဲ့တဲ့ကိစ္စနဲ့တိုင်ကြားခံရပြီးတဲ့နောက်ဖမ်းဆီးခံခဲ့ရပြီးအော်တိုဘားလ22ရက်နေ့မှာအာဂရီပုံမှန်နဲ့အမှုဖွင့်စစ်ဆေးနေတာဖြစ်တယ်လို့နေပြည်တော်သတင်းရင်းမြစ်က TV ကိုပြောပါရယ် ာဏသိမ်းစစ်ကောင်ဆောင်ကပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့ကဗိုလ်ချုပ်ဇော်မင်းလက်ကိုဒုဗိုလ်ချုပ်ကြီးအစင်တိုးပေးပြီးတဲ့နောက်ဘာထုတက်မျိုးကြီးတိုက်ခိုက်ရေးတန်းကြောင်ကအကြောင်းကြီးဖြစ်တဲ့ပုံမှုချုပ်နိုင်စောဦးကိုရပခအတိုင်းမှုအဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်ပုံမှုချုပ်နိုင်စောဦးဟာတောင်ကြီးအခြေဆိုင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာပြီးတဲ့နောက်ငွေကြေးရယူပြီးတရားမဝင်ကုန်စည်တွေကိုလွတ်ပေးတဲ့သတင်းတွေကနေပြီးတော့အထိပေါက်ကြားခဲ့တယ်လို့ရပခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က TV ကိုပြောပါတယ်စစ်တပ်ကအာဏာသိမ်းပြီး2021ခုနှစ်ကနေ 2025ခုနှစ်အတွင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာတိုင်းမွန်9ဦးအထိပြောင်းလဲခဲ့ပြီးအဲ့ဒီတိုင်းမွန်တွေဟာဗိုလ်ချုပ်မျိုးမင်းထွန်းဗိုလ်ချုပ်လှမုံဗိုလ်ချုပ်ဇော်မင်းလတ်ဗိုလ်မှုချုပ်နိုင်ဇော်ဦးနဲ့ဗိုလ်မှုချုပ်ကျော်နိုင်ဦးတို့ဖြစ်တယ်လို့သိရပါတယ်ရှင်။ အလုသမားရေလုံရှားဆောင်ရွက်တဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် SCUM ရဲ့ဦးဆောင်သူထုံမမျိုး A ကို ခံဝင်ခြေချုပ်နဲ့6လနေထိုင်ဖို့ရွှေပြည်သာမျိုးနယ်တရားရုံးကအမိန့်ချလိုက်တယ်လို့အဲဒီသမဂ္ဂအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။ စစ်တပ်ကဒေါ်မမျိုးအေးကိုအော်တိုဘားလ20ရက်နေ့မှာမတရားပုံမှတက်ထောင်ချခံထားရတဲ့အလို့သမားကြီးဆောင်ရွက်သူကိုတက်နှင်းအောင်နဲ့မတ်သက်ထားဆွေရုံးနဲ့အတူအမှုတွေပိတ်သိမ်းပြီးလွှတ်ပေးလိုက်ပေမဲ့မူလဆွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့အမိန့်ချခံရတာဖြစ်ပါတယ်။ဒေါ်မမျိုးအေးကိုရွှေပြည်သားမြို့နယ်တရားရုံးကအော်တိုဘားလ24ရက်နေ့ယုံချင်းမှာခြေချုံနဲ့ခံဝင်အဥပဒေ9 1စာလုံးစာလင်အရာ ကျက်သိန်း30နဲ့အတူခံဝင်အောင်မခံပေးသူ၂ယောက်ရှိခဲ့လို့6လအတွင်းကောင်းမွန်စွာချင်းကြံနေထိုင်စေဖို့ခံဝင်ချုပ်ချုပ်ဆိုတဲ့အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ STUM ကဆိုပါတယ်ဒေါ်မမျိုးအေးကိုအင်းစိန်အကျဉ်ထောင်ကနေလှုပ်ပေးတဲ့အချိန်ကဆွဲဆိုထားတဲ့အမှုအလုံးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှား494အရရုပ်သိမ်းတယ်လို့ပြောခဲ့ပေမဲ့ရွှေပြည်သာမြို့နယ်တရားရုံးကအထူးဥပဒေဖြစ်လို့အဲ့ဒီလိုရုပ်သိမ်းလို့မရကြောင်းကိုပြောပြီးအမိန့်ချလိုက်တာဖြစ်တယ်လို့ SDOM ကဆက်ပြီးထုတ်ပြန်ထားပါတယ်ရှင်။ မရေယာမြို့နယ်အရှိချမ်းနဲ့အနောက်ချမ်းက PDF စုံမှုနယ်မြေအများစုကိုစစ်ကောင်စီကပြန်လည်သိမ်းယူသွားတယ်လို့ဒေသကာကွယ်တပ်ဖွဲ့တွေကပြောပါရယ်။ငင်းကြံခရိုင်တစ်ခုလုံးကိုလည်းစစ်ကောင်စီကဖိအားပေးတိုက်ခိုက်နေပြီးရွေးကောက်ပွဲအမီနယ်မြေထိန်းချုပ်နိုင်ဖို့စူးစမ်းနေပါရယ်။ဒီသတင်းကိုသုတချမ်းသာပေးပို့ထားတာပါရှင်။ မန္တလေးတိုင်းမတရားမျိုးနယ်က PDF စုမှုနယ်မြေအများစုကိုစစ်ကောင်စီကအောက်တိုဘာလထဲမှာပြန်သိမ်းယူခဲ့တာပါမတရားနယ်မှာ980တရင်ကစစ်ကြောင်းတွေခွဲပြီးအဓိကထိုးစစ်ဆင်နေတာဖြစ်ပါတယ်လက်တလုံးမှာမတရားနယ်နောက်ဘက်ခြမ်း AR မြစ်ကမ်းဘေးရွာတွေဖြစ်တဲ့ဥဒိန်မွေကရုစိတ်မွေပသိမ်မွေတဲအုပ်ရွာသစ်စားတဲ့ရွာတွေမှာစစ်ကြောင်းတွေရှိနေတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်စစ်ကြောင်းတွေဝင်ခဲ့တဲ့လမ်းတစ်ချောင်းမှာရွာသားတွေကိုဖမ်းဆီးတာထွက်ပြေးတဲ့သူတွေကိုပြစ်ဒဏ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဒေသခံတွေကိုစစ်ကောင်စီကသတို့ထွက်ပြေးစေခြင်းတဲ့ဘက်ကိုလမ်းကြောင်းပေးပြီးချင်းချောက်ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒီလို့ရဟာရွေးကောက်ပွဲအတွက်ရည်ရွယ်ချက်ရှိရှိနေမြင့်ချက်ပြီးတော့ပြည်သူတွေကိုသတို့ပိုင်နာဘက်လှည့်ယူနေတဲ့သဘောတက်ရောက်တယ်လို့မန္တလေး PDF တာဝန်ရှိသူကပြောပါတယ်။ စင်းမျက်နှာပြင်ကတော့ဆယ်တော်တမန်ကြီးကနေလွတ်လာတဲ့ချောင်းရဲ့တောင်ဘက်အကုံလုံးကစင်းမျက်နှာပြင်အကုံလုံးဖြစ်နေပါတယ်။ဧရာဝတီမြစ်ရဲ့ရှေ့ဘက်ချမ်းချောင်းမကြီးရဲ့တောင်ဘက်ချမ်းအကုံလုံးကမရေမျိုးပတ်လည်မှာစင်းမျက်နှာပြင်ပုံစံမျိုးဖြစ်နေပါတယ်။ချောင်းတွေကလည်းကျွန်တော်တို့မြစ်ကန်ဘေးမှာရောချောင်းဘေးပတ်လည်တွေမှာရောအကုံလုံးရှိနေပါတယ်ဗျ။ကျွန်တော်တို့မရေနဲ့ရှေ့မြောက်ချမ်းဘက်နဲ့မရေနဲ့ခြေချမ်းဘက်ကတော်တော်များများကိုသက္ကစဘက်ကိုပေးလိုက်ရတဲ့နေမြေတွေတော်တော်များများရှိနေပါတယ်ဗျ။ကျွန်တော်တို့မရေနဲ့နောက်ချမ်းတစ်ချမ်းလုံးရဲ့မရေနဲ့ခြေချမ်းတစ် ချမ်းလုံးပေါ့ပေါ့ကျွန်တော်တို့မရေရရှိဖက်နောက်ဖက်တွေအကုန်လုံးနှီးပါပေးလိုက်ရပါတယ်ဗျနေမြေတွေပေးလိုက်ရတာတော့နှမျောတာပေါ့ဗျာကျွန်တော်တို့ဒေါ်လာရင်းနေမြေတွေရအောင်ကျွန်တော်တို့အသက်တွေချွေးတွေသွေးတွေနဲ့ရင်းနှီးပြီးရယူထားတဲ့နေမြေတွေကိုဒီတိုင်းပြန်ပေးလိုက်ရတာတော့ကျွန်တော်အနေနဲ့ရင်းနှီးရန်ခံတာတော့နှမျောတာပေါ့ဗျာအဓိကစီရီမှာကကျွန်တော်တို့အရင်ရလို့မဟုတ်တော့ဘူးဗျာအခုစီစဉ်ရည်တွေကကျွန်တော်ဒေါ်လာရင်းဘက်ကအခန်းသင်းတောက်ခံတဲ့အချိန်မှာကျွန်တော်တို့ရန်သူစကားစားဘက်ကနေပြီးတော့လရင်နဲ့ဒီကြောင်တက်ခတ်မှုတွေလုပ်တယ်တနက်ကြီးတွေပြစ်တယ်ဒုံးတွေလည်းလာပြီးတော့တိုက်တယ်အဲ ခါမှကျွန်တော်တို့ကပြန်ပြီးမတုံ့ပြန်နိုင်တဲ့အတွက်ပြန်ပေးလဲရတဲ့အပိုင်းတွေလည်းရှိတယ်ဗျ။မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့တစ်တုံညာနှစ်ခုဆစ်စင်ရင်လိုင်းတွင်တဲ့ဒုမတရားမျိုးနဲ့အတွင်းကစစ်ကောင်စီတပ်စခန်35ခုကြီးတင်ပတ်ရရှိခဲ့တယ်လို့2024ဇူလိုင်လမှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့စခန်းအများစုကိုပြန်လည်လွတ်ခဲ့ရတာဖြစ်ပြီးအတိအကျစင်းကိုတော့အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။မန္တလေးတိုင်းမြင်းညက်ခရိုင်မှာလည်းစစ်ကောင်စီနဲ့ပြူစောတိပူပေါင်းအဖွဲ့တွေဇက်တိုက် PRP တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်တိုက်ခိုက်တိုက်ဆုံမှုများနေတယ်လို့မြင်းညက်ခရိုင်တပ်ရင်းကိုတာဝန်ရှိသူကပြောပါတယ်။လို့စင်မှာတော့မြင်းကျန်နှစ်ထိုးတောင်သာမှတ်လိုက်ဒီမျိုးနယ်တို့မှာအကုန်လုံးပိတ်ထိုးနေတာ။အဲတိုက်ခိုက်ကြဆုံမှုတွေကတော့နှစ်ဖက်စလုံးမှာရှိတယ်ကိုတော်တော်လေးများတယ်ဗျ။ အဲဒေါ်လာကြီးတက်ဘက်ကလည်းထိကြိုက်သာသမှုတော်တော်များတယ်စစ်ကောင်စီဘက်ကလည်းတော်တော်များတယ်အဲကုဘကလည်းနဲ့တွေကိုလည်းရန်သူအရရသူရန်သူဘက်ကလည်းနဲ့တွေကိုလည်းကုဘကရရှိတာရှိတယ်ကိုကြီးအဲချန်နယ်စီအသေးစိတ်ကတော့ကိုကြီးအခုချင်းဒီစီရတင်းမာနေတဲ့ဖြစ်တဲ့ကြောင့်တော်ကြောင့်မလို့ညီမပြောချင်သေးပါဘူးဗျာကိုကြီးလောလောဆယ်မှာတော့အကောင်ဆုံးအဲကြိုးစားနေတဲ့အချိန်ပါဗျာကိုကြီးအဲ့လိုမျိုးပါ ကျေတုံညာနှစ်ခွန်စစ်စင်ရေးလိုင်းတွေအလုံးမှာဒေသကာကွယ်ရေးအဖွဲ့တွေကစစ်ရေးအသာစီးယူနိုင်ခဲ့ပေမဲ့တရုတ်အစိုးရကမြောက်ပိုင်းမှာမိအဖွဲ့တွေကိုဖိအားပေးခဲ့တာကြောင့်စစ်ရေးအခြေအနေပြန်ပြောင်းနေတာပါစစ်ကောင်စီကရှမ်းမြောင်းနယ်နေမြင်းချင်းဆက်ဆက်နေတဲ့မန္တလေးတိုင်းတွေကမြို့နယ်တွေကိုပြန်ထိန်းချုပ်ဖို့အင်အားသုံးတိုက်ခိုက်နေတာဖြစ်ပါတယ်မြင်းရံနယ်ကတော့မကွေးတိုင်းပခုတ်ကူနယ်နေမြင်းချင်းကြီးဆက်နေတာကြောင့်မကွေးတိုင်းဘက်က PDF တွေမန္တလေးဘက်ကျုံဝင်မလာနိုင်အောင်ဖိအားပေးနေတာဖြစ်ပါတယ်ကျွန်တော်တုဒ္ဒချန္တာပါ NLD ဘူကွန်ဒီဝင်ဖြစ်တဲ့ဒေါက်တာတင်မင်းဝင်းနဲ့ဦးသိန်းဦးတို့နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ကြောင့်ဆန်းစုကြည်ကိုတွေ့ဆုံဝင်ရတယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါဒီတဲ့ကမံကမှုမရှိသလိုတန်ရာဖြစ်เสียအခြေအနေရှိတဲ့အတွက်ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုပိုပြီးစိုးရိမ်တယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဘူကွန်ဒီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ 啊，现在比哦，医院在休息。 တောင်ဆန်းစုကြည်ကိုသူရဲ့ရှင်းနေဖွဲ့က2022ဒီဇင်ဘာလထဲမှာနောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းအချိန်၃နှစ်နေပါကြာတဲ့အထိပြင်ပနဲ့ထိတွေ့ခွင့်မပေးတော့ဘဲစစ်ကောင်စားကတည်င်းအမှောင်ချခဲ့ပါတယ်။တောင်ဆန်းစုကြည်ကိုဖောက်ခံတဲ့ပြည်သူတွေကိုစစ်ကဲရေးရတိုက်ခိုက်ချင်တာမကြခင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအမြင်ပြောင်းစေချင်တာတွေကြောင့်တည်င်းအမှားတွေကိုစစ်ကော်မရှင်ကရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားဟောင်းတယောက်ကမှတ်ချက်ပေးပါတယ်။ တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်ဒေါက်ဆန်းစုကြည်ကိုပဲနေရာမှာထားတယ်ဘလို့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်ပွင့်လင်းမြေသားမှုရှိတယ်ဟာဒေါက်ဆန်းစုကြည်ကတော့ဒီလိုအခြေအနေရှိပါတယ်ဟာဒီမှာတော့မြင်တဲ့အတိုင်းမှာအဲ့လိုမျိုးပွင့်လင်းမြေသားမှုနဲ့ သူ့ဘက်ကနေဂုံတက်ကရှိရှိလုပ်ဖို့တော့လိုတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်ဒူလောဒူလောဒူလောနဲ့ပိုတရပ်ပိုတိုးပြီးတော့ကျွန်တော်တို့ကတော့စိုးရိမ်ပကင်းဖြစ်မိတယ်ဗျ။အဓိကတော့သူ့ရဲ့နိုင်ငံကြီးထွက်ပေါက်နိုင်ငံကြီးအကျိုးမြတ်အလို့ကအထူးသဖြင့်တော့ရွက်ကောက်ပွဲပေါ့။ရွက်ကောက်ပွဲအပေါ်မှာအာယုံပြောင်းတယ်လို့တော့ကျွန်တော်တို့ကအဲ့လိုရှုမြင်သုံးသပ်တယ်။ဒါတော်ဆန်းစုကြည်ကိုအသုံးချတယ်လို့တော့ကျွန်တော်တို့ကရှုမြင်သုံးသပ်တော့အဲ့ဒီအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ပြင်းပြထန်ထန်ကန့်ကွက်တယ်ချုံချတယ်လို့တော့ကျွန်တော်ဒေသကပါကြပါတယ်။ ဆရာနာစသိင်းနဲ့2021 February တနေ့မနက်အစောပိုင်းကလေးကနိုင်ငံတော်ရေးတမန်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်သမရဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရနဲ့ပါတီထိပ်တန်းကောင်းဆောင်တွေကိုစစ်ကောင်ဆောင်ကဖမ်းဆီးထိန်သိမ်းခဲ့တာပါအသက်80ရွယ်ဒေါက်တာဆန်းစုကြည်ကိုစစ်ကောင်ရှင်တရားရုံးက2029နှစ်အထိချမှတ်ထားပြီးပြည်နယ်မှာထိန်သိမ်းထားတယ်ဆိုတာကိုတော့အတိအလင်းသတင်းမထုတ်ပြန်ခဲ့ပါဘူးကျွန်တော်တုဒ္ဒချမ်းသာပါ ဒီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်